အန်ယူဂျီဝန်ကြီးချုပ်ရောအတွင်းရေးပြဿနာများကိုဝန်ထမ်းဟောင်းများကဖွင့်ဟဝန်ခံလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးချုပ်ရောမှတာဝန်ထမ်းဆောင်ခဲ့မှုတဲ့ဝန်ထမ်းဟောင်း၁၂ဦးကဝန်ကြီးချုပ်ရောအမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြနဲ့သူမရဲ့ခင်ပွန်းဖြစ်သူကိုညီညီမင်းတို့အပေါ်အချက်လက်ခိုင်လုံစွာနဲ့တိုင်ကြားစွာပေးပို့လိုက်ပါတယ်။ဒီတိုင်ကြားစာကို၂၀၂၅ခုနှစ် နိုဝင်ဘာလ19ရက်နေ့ကယာယီသမရာ CPRH ဥက္ကဋ္ဌနဲ့ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ထံလိမ်ငူပေးဖို့ခဲ့တာဖြစ်ပါတယ်။တိုင်ကြားသူ၁၂ဦးထဲမှာ CDM ဝန်ထမ်း၅ဦး၊ NLD ပါတီဝင်၅ဦး၊နိုင်ငံရေးအကြီးအကဲဟောင်း၁ဦးနဲ့တက်ကြွစွာလှုပ်ရှားသူ၄ဦးပါဝင်ပြီးအထက်ကတိုင်ကြားရတဲ့အကြောင်းရင်းကတော့ယုံဒွိမလျော်ဩဇာတုံးတာ၊ငွေကြေးအလွဲတုံးစားလုပ်တာနဲ့ဆွေမျိုးကောင်းစားရေးဝါဒတွေကျင့်သုံးနေတာကြောင့်ဖြစ်ပါတယ်။ ဂီပြေဒနာရဲ့ဘ ഹു ကျမကတော့အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြနဲ့သူမရဲ့ခင်ပိုးကိုညီညီမင်းတို့ပဲဖြစ်ပါတယ်ဒေါ်ကြည်ပြဟာရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုဝေဖန်ထောက်ပြမှုတွေနဲ့အတူနာမည်ကြီးခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးပဲဖြစ်ပါတယ်ရုံးဖွဲ့စည်းပုံအရဒေါ်ကြည်ပြကအကြီးဆုံးဖြစ်ပြီးသူ့အောက်မှာ driver အတွင်းဝန်၂ဦးရှိပေမဲ့လက်တွေ့မြင်ပြမှာတော့ယာတုခန့်အပ်တာချင်းမရှိတဲ့သူမရဲ့ခင်ပိုးကိုညီညီမင်းကရုံးဦးစည်းမှုပုံစံမျိုးနဲ့ စီမံခန့်ခွဲမှုအလုံးကိုငွေရောဆက်ဖက်ချုပ်ကင်ထားပါတယ်။ဇနီးတဲ့ကအတွင်းမှုဖြစ်နေချိန်မှာခင်ပွန်းတဲ့ကဝင်ရောက်စီမံနေတာဟာ conflict of interest လို့ခေါ်တဲ့အကျိုးစီးပွားပလိပကဖြစ်နေတယ်လို့ဝန်ထမ်းတွေကထောက်ပြကြပါတယ်။ဝန်ထမ်းဟောင်းတွေရဲ့ပြောပြချက်အရရုံကန်းအခြေအနေဟာတော်တော်လေးဆိုရပါတယ်။ထိုင်းနိုင်ငံကလုံချင်းအိမ်တွေမှာပါတဲ့အိမ်ပေါ်တွေနေတဲ့အခန်းစစ်စစ်လေးကိုရုံကန်းလုပ်ထားပြီးလူ9ယောက်လောက်ဝင်ထိုင်ရင်လှုပ်မရအောင်ကျဉ်းချက်ပါတယ်။ အဆိုရဆုံးကတော့နွေရာသီအပူချိန်ပြင်းထန်နေချိန်မှာငွန်တန်းနေအတွက်အဲခွန်မခွင့်ပေးပေမဲ့ဒေါ်ကြည်ဘာတို့ဇနီးမောင်ညံဝေးထားတဲ့ခွေးတွေအတွက်ကတော့တီးတက်အဲခွန်ဖွင့်ပေးထားတာပါ။ဝန်န်းတွေဟာကျဉ်ကျပ်ပူအိုက်တဲ့ကြာကခွေးအနံ၊ခွေးကြီး၊ခွေးသေးနဲ့နေတဲ့အတူအလုံးလုံးခဲကြရတယ်လို့ဆိုပါရယ်။ဝေကြီးပိုင်းဆိုင်ရာမှာလည်းမေကွန်းထုတ်စရာတွေရှိနေပါရယ်။ဝန်န်းတွေကထောက်ပံ့ကြည့်သဘောမျိုးနဲ့ရည်တည်နေရချိန်မှာဒေါ်ကြည်ဘာတို့ဇနီးမောင်ညံကတော့နိုင်ငံတကာ project တွေကနေဝင်ငွေတွေကို ဒေါ်လာဘတ်တွေထောင်နဲ့ချီရယူနေတယ်လို့ဆွဆဲထားပါတယ်။ရုံးအသုံးစရိတ်စင်းစရာတွေကလည်းတိကျမှုမရှိပဲကိုရီးကိုရာဈေးဝယ်တာတွေကရုံးအသုံးစရိတ်အဖြစ် finance ဒေါ်ဂျီဗန်ညီမထံကနေတောင်းခံတာမျိုးတွေရှိပါတယ်လို့ဆိုပါတယ်။ဒါအပြင်ဆွေမျိုးကောင်းစားရဲ့အနေနဲ့ဒေါ်ဂျီဗန်က သူမရဲ့သူအရင်ခေါင်းခေါင်းနဲ့အောက်ကိုရုံးမှနေရာပေးထားပါတယ်။အသက်အရွယ်ငယ်ရွယ်ပြီးအလုံငန်းအတွက်ကြောင့်လည်းမရှိဘူး။ GED ဖြည့်ထားကစားလူငယ်တွေကိုရုံးဦးစီးအရာရှိရာတူပေးပြီးအခြားသူတွေထက်လဆာပို့ပေးခန့်အပ်ထားတယ်လို့သိရပါတယ်။ဒီရုံးရဲ့လည်းပတ်ပုံကတော့ပုံမှန်ပေါ့နော်။ကျွန်တော်တို့ပုံမှန်ဒီအေးစင်ရုံးတက်ပြီးတော့မှဒီလောက်ရတဲ့ဟိုလူတွေကတော့ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တော့တော့ဒီ9ယောက်ကနေ10ယောက်ကြား ဒါအထီးရှိတယ်ပေါ့နော်9ယောက်ကနေ10ယောက်ကြားအထီးတော့ပုံမှန်ပုံမှန်ရှိတယ်အဲဒါဒါဒီလူတွေကတော့အလှည့်ကြရင်းနဲ့ဟိုကဖြစ်ရတာပေါ့လေအလှည့်ကြရင်းနဲ့တက်နေပုံမှန်တက်ပေးရတာပေါ့လေအဲလူများရင်များသလိုပေါ့လေစာလုံးကတော့ဟိုဒီမော်ဆိုလူရှင်ဆက်ဆက်ခြင်းတော့ဆိုလူရှင်တော့ကျွန်တော်တို့ဒါမဲဆောက်ဘက်မှာရှိနေတဲ့ CDM တွေကိုရိတ်ခါပေးပို့တဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်အဲဒီပိုင်းလောက်တောင်းယူနေကြတဲ့သူတွေလည်းရှိတယ်ပုံမှန်ကတော့ကျွန်တော်တို့ကတော့ဒီ ဒီယုံလုပ်ငန်းတာဝန်တွေကိုပဲအဓိကလောက်ရတာပေါ့နော်ဆိုတော့ဒီယုံလုပ်ငန်းတာဝန်တွေဆိုတဲ့အခါမှာရစီမံခံခွဲရေးပိုင်းတွေပေါ့လေအဲနောက်ပြီးတော့ဒီယုံဝင်စားထွက်စားကိစ္စတွေနောက်ပြီးချောင်းဝင်ချန်တာတွေနဲ့ချိတ်ဆက်တဲ့အပိုင်းတွေနောက်ဒီပေါ့နော်အာဒီဒီ PM ရဲ့ speech တွေပြင်ပေးရတဲ့အပိုင်းတွေစသဖြင့်ပေါ့လေနောက်ပြီးတော့ဒီတချို့အာပေါ့နော်ဒီလူကြီးတက်တဲ့အစည်းအဝေးတွေနဲ့ပတ်သက်ပြီးတော့မှအာဒီ record ဖြေရတဲ့အပိုင်းတွေပေါ့လေဆိုတော့အဲ့ဒီအပိုင်းလေးတွေကိုတော့လုတ်လုတ်ကြတာရှိတယ်ဒါကတော့ဒီယုံရဲ့ပုံမှန်လေပတ်နေ့စဉ် ဟုတ်ပေါ့နော်ဒါဒီလုပ်ငန်းတွေပဲဒါပုံမှန်လက်ပဲကြားရတဲ့အခြေအနေဖြစ်ပါတယ်။ကျန်တဲ့အားတော့ပေါ့နော်ကျွန်တော်တို့ဒီဒီလုပ်ငန်းပေါ်ရင်ပေါ်သလိုပုံမှန်တိုင်ကြားမှုတွေပါရှိတယ်ဆိုလို့ရှိရင်ဒါတွေကတော့ဂျာပေါ်နော်သဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ပြီးတော့ဒီတိုင်ကြားမှုဒီကိုစစ်ဆေးရတာတွေမှတ်တမ်းပြုစုရတာအစားပြင်ပေါ်အဲ့လိုမျိုးတွေကတော့တော့ဒါလုပ်ပေါ်လာရင်ပေါ်လာတယ်လို့တော့တိုးပြီးတော့လုပ်ရတဲ့အခြေအနေမျိုးတွေရှိတာပေါ့နော်ဟုတ်အဲ့တော့ကတခုဒီနောက်ဆုံးနေခဲ့တဲ့အိမ်ကိုပြောမယ်ဆိုလို့ရှိရင်တော့ဗောနော်အဲဒီ Thai အိမ်တွေမှာပါတယ်ဗောနော် mate room သဘောမျိုး အဲဒီဒီဘယ်လိုပြောမလဲစတူကန်သဘောမျိုးပေါ့နော်အဲ့ဒီအခန်းကိုသူတို့ကအဲဒီဒီရုံးကန်သဘောမျိုးလောက်ထားတာပေါ့နော်ဆိုတော့အကျေဝန်ရပြောမယ်ဆိုရင်တော့တကယ်လူ9ယောက်လောက်ဇပွဲကောင်တွေထိုင်ကုန်တွေနဲ့ဝင်လိုက်တယ်ဆိုလို့ရှိရင်ကိုပဲဒါပို့ပေါ့နော်ဟိုထင်အောင်လဲ့လို့မရတဲ့အခြေအနေမျိုးလောက်ဒီကိုအခန်းကအင်တန်ချင်းနေပေါ့နော်လူရသည်မှာဆိုလို့ရှိရင်လည်းအင်တန်ပူတယ်ဒီခွေးတွေကလည်းအဲ့ဒီမှာဝင်ထွက်သွားလာပြီးတော့မှနေကြတယ်အဲ့တော့ခွေးသေးနဲ့ခွေးကြီးနဲ့နေတယ်ဟောင်းနေရပဲပေါ့နော်အဲ့လိုမျိုးဒီ ဖြစ်တယ်။နောက်ပြီးတော့ဒီဒီဟိုရုံးဝင်နှန်းတွေကိုဒါအဲကိုလာအစုံနဲ့ထားပေးတာပေါ့နော်။သူ့ခွေးတွေအတွက်ဆိုလို့ရှိရင်တော့ပူမာဆိုပြီးဆိုလို့ဆိုပြီးတော့အဲကိုအမြဲတမ်းဖွင့်ပေးထားတာမျိုးတွေရှိရပြဟုတ် ြီးမားဆုံးနိုင်ငံရေးပြဿနာကတော့ gate keeping လုပ်တာပါပဲ။ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ကိုတခြားဝန်ကြီးဌာနတွေဝန်ကြမ်းတွေနဲ့ဓာတ်ရိုက်မတွေ့နိုင်အောင်သူတို့ဇနီးမောင်နှံကဂျားကနေထက်တောက်ကစီးထားပါလေ။တင်းအချက်အလက်တွေကိုသူတို့လိုသလို filter လုပ်ပြီးမှဝန်ကြီးချုပ်စီတင်ပြတဲ့အတွက်ဝန်ကြီးချုပ်ဟာမြေပြင်အခြေအနေမှန်ကိုမသိရပဲသူတို့ပြောသမျှကိုပဲယုံကြည်ဆုံးဖြတ်နေရတဲ့အနေအထားဖြစ်နေပါဗျ။ တခြားဝန်ကြီးဌာနတွေကဝန်ကြီးချုပ်နဲ့တွေ့ချင်ရင်တော့ဒေါ်ကြည်ပြရုပ်ကိုဖျက်ကျော်ပြီးမှ တွေ့ခွင့်ရတဲ့အခြေအနေဖြစ်နေပါတယ်။ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီးတမရယုံက တုတ်ပြန်ရမှာ စာမပေါက်ကြားရေးကိုပဲဦးစားပေးပြောဆိုခဲ့တဲ့အတွက်ဝန်တားဟောင်းတွေကစိတ်ကြက်ခဲ့ရပါတယ်။သူတို့လိုလာတာက NUG အစိုးရကိုတိုက်ခိုက်လိုတာမဟုတ်ပဲအခုလိုအချင်းပြချစာမှုနဲ့အာနာအလွဲသုံးစားလုပ်မှုတွေကိုကိုယ်လိမ်မြင်သာစွာစုံစမ်းစစ်ဆေးပြီးခေရောက်စွာအေးအေးယူပေးဖို့ပဲဖြစ်ပါတယ်။ နှစ်စီမှာတော့တော်ကြည်ပြာဟာလူဝင်မာလာ၂၀နှစ်နေကစပြီးယာတူးကနေယာယီရဲ့နားထားရလို့သိရပါဗျ။စုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့စည်းထားကြောင်း NUG ဘက်ကသတင်းထုတ်ပေါ်လာပါဗျ။ဒီကိစ္စရဲ့အဖြေမှန်ကဘယ်လိုဖြစ်လာမလဲဆိုတာဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။အဆုံးသတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ NKB Entertainment YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့တောင်းဆိုပါတယ်ရှင်။